အဲ့တော့ဒီမှာပေါ့နော်ဒီမှာသူကဆာဗာနှစ်ခုရှိတယ်ဆာဗာနှစ်ခုရှိရဆိုတော့ဂျာမနီဗီယက်နမ်အများဆုံးပဲလို့ပဲလောက်ကြတော့နော်ဗီယက်နမ်ဆိုတော့ပိုရီအာရှနဲ့နီးစပ်ဆုံးအရှပစိဖိတ်ပေါ့နော်နောက်ဘက်ကအမေရိကကဘရာဇီးလိုကနေဒါတို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးမရွေးဘူးကိုကဗီယက်နမ်အက်ဆက်ထရာပေါ့အရှပစိဖိတ် region ကိုရွေးမှာပေါ့နော်ပြီးတော့ရင် confirm ပေါ့ပြီးတော့ရင်ဘာလို့မလဲဆိုတော့ register account နှိပ်မယ်အဲ့ဒီမှာ i have read and agree ဆိုတဲ့ term condition လေးကိုနှိပ်မယ်ပြီးတော့ရင် register account လုပ်မယ်ပေါ့နော် ဗီဇာအကောင့်လုပ်ပြီဆိုရင် email ကိုရိုက်ထည့်မယ် email က example ပေါ့နော်အဲ့လိုရှင်ဘာလုပ်လဲဆိုတော့ sense ကိုနှိပ် အမပါဇာလေးပေါ်လာမယ်ပါဇာလေးကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာတော့သူကပုံမျိုးမျိုးပေါ်တယ်ပေါ့နော်ဒီမှာ collab ဖြစ်ပေးရမှာဘယ်လိုဖြစ်မလဲဆိုတော့သူက robot robot လို့သူက robot ဖြစ်မှာဆိုလို့ပေါ့နော်ဟိုခိုင်းလာဥမန်းဆိုမှဒါကလုပ်လို့ရတာအဲ့တော့ဒါလေးလိုမျိုးလုပ်လိုက်မယ်အဲလုပ်ရလို့ရှိရင် verification successful ဆိုတော့အမကုတ် email ကိုသွားပို့လိုက်မယ်ကုတ် ကုတ်ပေါ်လာပြီเนาะ email တွေမှာကုတ်ပေါ်လာပြီ254888ပေါ့เนาะအဲ့တော့မြန်လုံးမယ်သူက second second က second 60ပဲရတယ်245888ပေါ့เนาะပြီးတော့ next ကိုနှိပ်အမ password ထည့်မယ် password ကကိုပေါ့ကိုပေါ့ကိုအစင်ပြည့်ရဲ့ကိုမှတ်မိလွယ်မယ် password ထည့်ရမှာပေါ့နော်ကိုမှတ်မိလွယ် password က ကွန်ဖာအဲ့တော့ရပြီရပြီဆိုတော့ဘာမှပါရှိတယ်ဆိုတော့ဒီမှာ this demo ဆိုတဲ့ဟာရှိတယ် demo ဆိုတာလေးလာဖို့အတွက်ပေးထားတာသူက plan plan ဥစ္စာလေးပေါ့နော်အမှ battery အားနည်းနေတယ်လို့ပါဒါကိုတက်ထားတဲ့ plan မဟုတ်သေးဘူး demo ပဲရှိသေးတယ်ဒါလေးလာဖို့ရအောင်ဘယ်လိုဝင်ကြည့်လို့ရလဲလို့ဒီမှာကိုက device နဲ့ inverter ဘာညာကသူတို့ရဲ့ဟာပေါ့နော်ဒါ demo ပေးထားတာအဲ့ demo ကိုမလုပ်မလဲဆိုတော့ demo နှိပ်နှိပ်ပြီးသွားလို့ရှိရင်အဆက်လေး30ရှိတယ်အဲ့ဆက်လေး30လေးကို delete လုပ်လိုက် confirm လုပ်လိုက်ပေါ့နော်အမလူပုံလေးပေါ်တဲ့ဟာလေးရှိမယ်လူပုံလေးဟာလေးကနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်အကောင့်နံပါတ်ကြည့်လိုက်ရောပေါက်ကက်နံပါတ်ပေးထားတယ်ပေါ့နော်ဟာသူကသူကသူကအဆင်ပြေလို့ပေးထားတယ်သူကအဲ့ဒါကကဒီမီခလုတ်ကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ account related ပေါ့နော် account related ကိုနှိပ်လိုက်မယ်နှိပ်ပြီးရလို့ရှိရင် nickname ကိုနှိပ်မယ် nickname ကိုနှိပ်ပြီးရလို့ရှိရင်ဘယ်လိုရေးမလဲဆိုတော့ထားပါတော့ဒါဆိုတော့ inverter inverter expect ehbrd expect inverter expect ဆိုပြီးတော့နှိပ်လိုက်မယ် confirm ဆိုပြီးတော့လိုက်မယ်ဒါဆိုရင် nickname မှာ inverter expect ဆိုပြီးတော့ပေါ်သွားပြီနော်အဲ့တော့ပြန်ပြီးတော့ထွက်လိုက်မယ် ချက်လာမယ် plan ကိုသွားမယ်ဘာ plan မှမရှိဘူးဟုတ်ပြီနော်အဲ့ဒါကိုကိုကဘာလုပ်မလဲဆိုတော့ဟိုဟိုဘက်ကနေရှာမယ်ပြန်ပြီးတော့